လာပါကျွန်တော် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မဲ့ video ကတော့ခရီးရန်နေရပါဖြစ်လို့တနင်္ဂနွေနေ့မှာဝတ်ပြို့ကိုကွယ်ကြတာလဲဒါမှမဟုတ်လို့ရှင်တနင်္ဂနွေနေ့မှာပါဖြစ်လို့ယုံနေပိတ်တာလဲဆိုတာဒီ video မှာတင်ဆက်มาဖြစ်ပါတယ် အထူးသဖြင့်ဒီဗီဒီယိုကတော့တကယ်ဖြစ်ပျက်ခဲ့တဲ့အရာကို ပြန်လည်ပြီးတော့ရိုက်ကူးတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့ AD 30 33ပဝန်းကျင်အဲဒီကြားထဲမှာတကယ်ဖြစ်ပျက်တဲ့အရာကိုပြန်လည်ပြီးတော့ရိုက်ကူးတဲ့အရာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့သူရဲ့နောက်ကြောင်းကိုအနည်းငယ်ပြောမယ်ဆိုရင်ယေရှုကလူသားတိုင်းကိုကယ်တင်ဖို့ရန်ကောင်းကင်ကလူသားတွေကိုခံယူပြီးတော့ လာတဲ့အချိန်မှာသူဂျန်စီရှိပြီးသားပေါ့နော်ဂျန်စီထဲမှာယေရှုကလူသားတွေအတွက်အတွေးနဲ့ကဲတဲ့မယ်သူရဲ့အသက်နဲ့ကဲတဲ့မယ်သူဆိုပြီးတော့အာစီစင်နဲ့ရှိပြီးသားဖြစ်တဲ့အဲ့ဒါစီစင်နဲ့အတိုင်ယေရှုကကောင်းတော်တောက်ချနေမှာသူကအသက်ကိုပေးပြီးတော့လေဝကတ်တိုင်ပေါ်မှာလူသားတွေရဲ့အပြစ်အားလုံး အတွက်သူ့ရဲ့အသက်ကို stay ခဲ့တာဖြစ်တယ်ပြီးလို့ရှင်ဒီ၃ရက်မြောက်နေတာသူအသက်ရှင်တော့မှလည်းသူပြောခဲ့တယ်ကျွန်တော်ပြီးမယ်၃ရက်မြောက်နေတာရှင်ပြန်ထားမြောက်နေဆိုတဲ့အတိုက်၃ရက်မြောက်နေမှာရှင်ပြန်ထားမြောက်တယ်ရှင်ပြန်ထားမြောက်တဲ့ချိန်မှာသူကပထမဆုံးမဒုကမြန်တွေ့လဲဆိုတော့ယင်မယ်ရီမက်ဒလင်းကနေပြီးတော့သူရှင်ပြန်ထားမြောက်တဲ့အရာကိုပဲသူကအရင်ဆုံးသိတာဖြစ်တယ်အဲ့ဒါပြီးလို့ရှင်ပီတာတို့ပြီးတော့သူရဲ့နောက်လိုက်စီဖာစ်တို့ အဲ့ဒါနောက်လိုက်ဆက်တရောက်ပြီးတော့ရှင်သူရဲ့နောက်လိုက်တောမတ်အဲ့လိုမျိုးသူကရှင်ပြန်ထားမျိုးတဲ့အကြောင်းကိုသူတို့ကမြင့်မြင့်တက်တီအနေနဲ့သူတို့ သိရှိတာဖြစ်တယ်အဲ့ဒါသင်မကတိဘုယေရှုကရှင်ပြန်ထမြောက်တဲ့အကြောင်းကိုသူရဲ့နောက်လိုက်တွေမကတိဘုမေရီမက်ဒလင်းနဲ့မကတိဘုတချို့တွေကတော့ပြောတယ်ယေရှုကတကယ်ရှင်ပြန်ထမြောက်တာမဟုတ်ဘူးဆိုပြီးတော့တည်င်းတွေဖြန့်တာပေါ့နော်မဟုတ်မကတည်င်းတွေဖြန့်တာဖြစ်တယ်ယေရှုရဲ့သွေးနောက်လိုက်တွေကယေရှုရဲ့အလောင်းကိုယူပြီးတော့ရတော့ရှင်ပြန်ထမြောက်တယ်ဆိုပြီးတော့လင်းညာတယ်ဆိုပြီးတော့ပြောထားပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးတကယ်ရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်တာမှာကဘူးသူရဲ့နောက်လိုက်တွေသူရဲ့ တွေ့တာမှာကဒီလိုသူတက်ရှင်တဲ့အချိန်မှာရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းရ40တိတိ ဒီကဘာပေါ်မှာသူအသက်ရှင်နေသေးတယ်သူရဲ့နောက်လိုက်တွေနဲ့သူရဲ့ပရိသတ်တွေနဲ့သူအတူတူနေတယ်သူရဲ့40ပြီးမှသူကောင်းကင်ကိုပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်ဒီမှာကျွန်တော်ပြောချင်တဲ့အရာကပေါ့နော်အစွန်တော့ကျွန်တော်မိခွန်အတိုင်းဆိုရင်ဘာဖြစ်လို့ခရီးယန်တွေကတနင်္ဂနွေနေ့မှာဝက်ပြုတ်ကိုကိုွယ်ကြတာလဲစနေနေ့မှာဘာဖြစ်လို့မကိုကိုွယ်ကြတာလဲဟုတ်တယ်မလားတချို့တွေက7 day advantage ဒီဆိုရင်တော့စနေနေ့မှာသူတို့ဝက်ပြုတ်ကိုကိုွယ်ကြတယ် ဆိုတော့စနေနေ့တို့ဘာဖြစ်လို့ဝပြုကိုကွယ်ကြတယ်လဲဆိုရင်ကဘာဦးချမ်းထဲမှာဘာပြောထားလဲဆိုရင်ဘုရားသခင်ကအလုံးဒီအားလုံးလုံးပြီးမှသူကခုနှစ်ရက်မြောက်နေမှာသူကအနာထားတာဖြစ်တယ်အနာอยู่တယ်အဲ့ဒီအတိုင်းပဲပြင်းရတော့ဆေပါပြတဲ့အချိန်မှာလဲအဲ့ဒီတိုင်းပဲဘုရားကခုနှစ်ရက်မြောက်ကိုတန်ရှင်းစေပါကျွန်တော်အတွက်အချိန်ပြီးပါကျွန်တော်ကိုဝပြုကိုကွယ်တဲ့နေရာမှာ ထားပါအနာယူပါဆိုပြီးတော့ဖခင်ကပြောထားပါတယ်အဲ့ဒါကိုသူတို့က seven day advantage ဒီပေါ့နော်သူတို့အနေနဲ့ဒီနေ့ဒီချိန်ထိသူတို့အဲ့ဒါကိုယူပြီးတော့စနေနေ့မှာသူတို့ဝက်ပြုတ်ကိုကွယ်ကြတယ်ယုံနေပေတဲ့အနာယူတယ်ဒါပေမဲ့ဒီတချို့တော်တော်များများတော့ Sunday မှာဝက်ပြုတ်ကိုကွယ်တဲ့လူတွေအတွက်ကြတော့အဲ့ဒါကိုသူတို့ကြမ်း တမဟောင်းမတုံးတာတော့မဟုတ်ဒီလိုမျိုးပြစ်ထားတာတော့မဟုတ်ပြီမဲ့အဲ့ဒါချက်ကျေးဇူးတော်ကိုသူတို့အဝစားပေးတဲ့အခါကျတော့ယေရှုကကျွန်တော်တို့ရဲ့လူသားတွေအားလုံးရဲ့အပြစ်ကိုကယ်တင်ပြီးတော့ကျွန်တော်ရဲ့အပြစ်အတွက်ဒီခံပြီးတော့သုံးရမျိုးနေမှာရှင်ပြန်ထမြောက်တဲ့အကြောင်းကိုအဓိကထားပြီးတော့တင်းငနွယ်နေမှာဝတ်ပြုကိုကိုွက်ချင်းဖြစ်တဲ့အဲ့ဒါကြောင့်မလို့ယုံနေလဲပိတ်လာဖြစ်တယ်နောက်ဆုံးပြောချင်တာကပါလဲဆိုရင်ယေရှုကဒီချင်းမြစ်စုမှန်ကိုအောင်မြင်ပြီးတော့မနေ့ယနေ့နောက် ကာလပြောင်းလဲခြင်းမရှိအသက်ရှင်တော့ဖရာဖြစ်တယ်ဒီနေ့ခွန်ဒီနေ့ထူတော့ဖရာဖြစ်တယ်